လေချောင်းကနေပြီးတော့ဟိုတိုက်ခိုက်ခြင်းအကြမ်းဖက်နှိမ်နေခြင်းရှင်းနေခြင်းလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့သိချာသိခဲ့တယ်။သိန်းတွေဝတ်ထားတယ်ဆိုတာကယုတ်တိရှိလား။နောက်တစ်ခုကဟုတ်ပြီအဖြူသိန်းတွေဝတ်ပြီးတော့ဟိုတို့တို့စာတင်ကြရတယ်ပဲထားအောင်။အဲ့ဒီဒီဘဲရင်မျိုးနဲ့မှာကျွန်တော်တို့အစိုးရရဲ့ပညာရေးရန်နေရမရှိတော့ဘူး။အဲ့ဒီမှာစာတင်ချောင်းနေပညာရေးကဏ္ဍတွေကရက်တန်နေကြပြီ။ဘိုးရရဲ့ပညာရေးလမ်းကြောင်းမရှိလို့အစိုးရရဲ့ကြောင်းမဟုတ်လို့ အန်ယူဂျီကဖွင့်လာတဲ့ကြောင်းဆိုပြီးတော့တဲ့ရင်ကြောင်းသားတွေအကုန်လုံးကခလေးတွေအကုန်လုံးကဘုံကျဲတိုက်ခတ်လို့ရတယ်လို့လည်းကိုယ်တိုင်ကပါစပ်ကပြောနေတာဖြစ်တယ်။ဒါကတော့စစ်တပ်ကတော့ကျေးသွားတယ်ဒါကျောင်းခံစားချက်ပဲ။ကျုံစိတ်ထဲမှာကျွန်တော်ဝင်ခံပါတယ်။စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်။တပင်းနဲ့ပတ်သက်ပြီးတော့ကယ်၍စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့သလားမတိုက်ခိုက်ခဲ့သလားဆိုတာကိုတော့ကျွန်တော်တို့ဂါဂနနတိတိကျကျတိတိချာချာကိုကျွန်တော်မပြောနိုင်ပေမဲ့စစ်တပ်ဒီ အမ်လေချောင်းကိုအဓိကထားပြီးတော့ရေယူရေယူနေရတဲ့အတွက်ကြောင့်မို့လို့เนาะမပြေးတော့ကံရရှိတစ်ဖက်ကဆွတ်ဆွဲလာပြီးဟေးဆိုလို့ရှိရင်တော့ဖြစ်တန်ချီများတယ်ဆိုပြီးကျွန်တော်တို့ခံစားရပါတယ် ဒေါ်လာမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေးဘေးတံမှာအင်းဝေးကြပါသည်လို့ဆူတောင်းပြနေမယ်လေဒေါ်လာဤကာလာတွေမှာနေစီနဲ့မြားကတော့ငလင်ဘေးတံကိုကာကွယ်နိုင်ကာကွယ်နိုင်မယ်မေးဘေးတံကိုတော့မကာကွယ်နိုင်တဲ့အနေအထားကိုတွေ့နေရတယ်ဒီလိုပဲစီမံကောင်းဖြစ်ရပါတယ်ဒီနေ့ကတော့မေလ13ရက်နေ့ရက်နောက်ပိုင်းနောက်ဆုံးရရှိသတင်းချုပ်ပဲလို့ဖြစ်ပါတယ်ဒီပိုင်းမှာတော့စိတ်အဆင်ပြေတဲ့အတွက်ဟောပြရာဒီပါလိုအပ်ချက်တွေရှိခဲ့ပဲဆိုရင်လေဒေါ်လာမျိုးတွေအားလုံးနားလည်ပြီးကြဖို့ဒီနေ့ပါပဲ အမှန်တောင်းဆိုခြင်းပါတယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုရမှာကာကွယ်နိုင်ရန်မကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာရှိတဲ့စာသင်ကျောင်းများအလုံးကိုယာယီပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းမြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှတာဝန်ရှိသူကထုတ်ပြန်လိုက်ပါတယ်။လေကြောင်းအနေနဲ့ကိုချိန်တိုင်းတာတစ်ခုတည်းရှောင်ရှားနိုင်ဖို့ပိတ်လိုက်တာပါ။ဒီနေ့ကပိတ်လိုက်ပါပြီ။ဒီနေ့ပြန်ဖို့မယ်ဆိုတာကတော့မသိသေးပါဘူး။ပြည်သူတွေအနေနဲ့အသက်ထက်ရေးကြည့်တာမရှိဘူးမို့ရာနှုန်းပြင်မဟုတ်တော့လေရာနှုန်းများစွာအန်တီရကင်းမှုအတွက်အသက်ကိုညံဆောင်တယ်လို့လုံခြုံရေးကိုထူးကြီးယူဆကြဖို့လူစုလူဝေးတွေမလုံကြဖို့ ဘုံကိုချင်းကရိုချင်းတွေတူထားကြဖို့အကြံပြုတိုက်ထွန်းခြင်းမှလည်းလို့လေမြိုင်မြို့နယ်အညာကြီးပုတ်ဖွဲ့ကနေပြီးထုတ်ပြန်ခြင်းရတာပါတယ်။လာလူမှာပဲစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအနေရကိုယာယီရှောင်ရှားကာကွယ်နိုင်ရန်အတွက်ရေစယူမြို့နယ်တွင်မှရှိတဲ့ပြည်သူ့ခြေပြုမြေပြင်ကျောင်းများအားလုံးယာယီပြည်သိမ်းလိုက်ကြောင်းသာတင်ကြရနေရအားလုံးလေကြောင်းရန်ကာကွယ်ရေးစီစဉ်များပြည်သူမှုရှိမရှိလေကြောင်းရန်နဲ့လက်နက်ကြီးရန်ကာကွယ်ရေးလေးကျင့်လေးထားများကောင်းစွာလေးကျင့်နိုင်ခြင်းရှိမရှိစစ်စေးပြီးဘေးကင်းလုံခြုံစစ်ကြသောတင်ယူမှုဝင်ခြင်းရှိသည့် ကောင်းမြတ်ကိုသာပြန်လည်ဖွင့်ဖွင့်ပြုဖြစ်ကြောင်းရေစကြူမြို့နယ်ပညာရေးဘုတ်ဖွဲ့ကနေပြီးတက်ဝင်ထုတ်ပြန်ခဲ့ခြင်းပါတယ်။တပင်းကအာအိုထင်းခွင့်ရောအိုထင်းခွင့်ရောဘုံကျဲခံရပါလဲဆိုပြီးတော့ဒီကျွန်တော်တို့မီဒီယာတွေမှာအွန်လိုင်းပေါ်မှာပြန့်နှံ့နေတွေ့ရလိမ့်မယ်နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်အဓိကပြောချင်ပါတယ်ခင်ဗျ။အဲသူတို့တင်တဲ့သတင်းတွေပေါ့နော်အကုန်လုံးကိုကြည့်ရတာတကယ်ကိုစိတ်မကောင်းစရာပါ။ကလေးလေးတွေရောပဲနော်ကလေးတွေငယ်တွေကအစာထိတယ်ပြီးတော့ အဲ့ဒီမှာစစ်စင်းနေတူပြတွေ့ပါလဲဒီမှာစစ်အုပ်စုံလည်းပါပါတယ်တချို့ဆိုရှင်အဲ့တော့တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ရမျိုးဖြစ်တယ်အဲ့တော့ဒီကိစ္စကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်เนาะဟိုရှုံချပါလဲမကြိုက်ပါဘူးเนาะအဲ့တော့ပြည်သူတွေထိခိုက်နေနိုင်ရတယ်စိတ်မကောင်းတကယ်ဖြစ်ရပါတယ်เนาะအသားသမီးချင်းနဲ့ကိုချင်းစာမိတယ်ဟဲ့လားမိသားစုချင်းနဲ့ကိုချင်းစာမိတယ်အမေဖေချင်းနဲ့ကိုချင်းစာမိပါတယ်ညီကောင်မောင်နှမချင်းနဲ့ကိုချင်းစာမိပါတယ်အဲ့တော့ပြည်သူတွေဒါမျိုးကြုံရတာ ဒါမျိုးခံစားရတယ်ပွားတွေကလွတ်စေချင်ပါပြီเนาะလွတ်စေချင်မှုတော့ကအကောင်းဆုံးအကောင်းဆုံးနိလန်နေနဲ့နိုင်ငံရေးကိုဖြည့်ရှင်းရမယ့်အစားအဲဒါမျိုးဒါမျိုးနိုင်ငံယူနေရတယ်ဟာလားအာအစိုးရယူနေရတယ်အောက်စုခွဲပြီးအဖွဲ့ခွဲယူနေရတယ်ဒီယူတဲ့စိတ်ဓာတ်တွေပြင်မရရမယ်ကိုလည်းရှိအပြောဝင်ရဆိုလို့ရှိရင်တော့သူတို့ဘက်ကတင်းတဲ့သတင်းတွေရဆိုလို့ရှိရင်ပေါ့နော်စစ်တပ်ကလေးနဲ့ကျဲသွားတယ်ကိုရတဲ့ဒီဘုခေါမဆိုလို့ရှိရင် ပုံကွဲတဲ့ပုံစံအားလည်းနှစ်ဆင့်ကွဲတယ်လို့ပါလို့ပေါ့နော်အဲ့လိုမျိုးပြောနေရရှိတယ်မင်္ဂလာပါမင်္ဂလာပါအားလုံးညီမမအားလုံးမင်္ဂလာပါနော်အဲ့တော့တော်တော်လေးစိတ်မကောင်းစရာပါနော်အဲ့တော့ပြောမယ့်စကားတော့မဆွတ်အပ်ပါလေတော့ကဘောဘောခေါင်းနဲ့ကျွန်တော်တို့ဒီကရှိဒါမျိုးတွေပဲဆက်ဖြစ်နေမှာတော့မလွဲပါဘူး။ဘာကြောင့်လဲဆိုရှင်တစ်ဖက်ကလည်းခုချိန်မှာက survival survival game လို့ခေါ်မှာပေါ့နော် survivor ဆိုတာကြံရှိအသက်ရှင်နေထိုင်မှုတဲ့ကမ္ဘာမီးလောင်တားကောင်ချနေရရမယ်အခြေအနေမျိုးထိကိုကြုံနေအောင်လုံးနှစ်ဖက်ဖန်တီးနေကြရတယ်တွေ့ရတယ်နော်အဲ့တော့အဓိကဖန်တီးတာကခင်ဗျားတို့ဒီခင်ဗျားတို့ရဲ့ဒေါသတွေအဲခင်ဗျားတို့ရဲ့အစိုးရယူနေရတယ်နော်အဲ့ဒီအတ္တတွေကိုလည်းမလျှော့နိုင်ဘူးကာလပတ်လုံးကတော့ပြည်သူတွေကကြားထဲကနေပြီးတော့ပေးဆက်နေအောင်ပါပဲပြည်သူအခန်းကဏ္ဍကလုံးဝပျောက်သွားပြီပြည်သူတွေငါတို့ဘက်ပါပါတယ်လို့ပြည်သူတွေဟိုဘက်ပါပါတယ်ဒီဘက်ပါပါတယ်ဆိုတာမရှိတော့ဘူးပြည်သူဆိုတာက နည်းဆက်ရဒါကိုကြောက်နေရတယ်ပြည်သူဘဝရောက်သွားပြီเนาะမြန်မာနိုင်ငံမှာပြည်သူခန်းကဏ္ဍကလုံးဝပျက်စီးသွားပြီပြည်သူခန်းကဏ္ဍပျက်စီးခြင်းဟာကျွန်တော်တို့နိုင်ငံရေးတည်ခြင်းပဲပြည်သူဟာနိုင်ငံရေးပဲအခုတော့ခင်ဗျားတို့ကပြည်သူတွေကပဲ့ထွက်လာတော့အဆုံးရောက်တယ်လက်နက်ကင်ပြီးတော့တဦးတဦးပေါ့နော်အနိုင်ရလုံမှုနဲ့စူးစမ်းမှုကြားထဲမှာပြည်သူတွေမြေစာပင်ဖြစ်နေရပါတယ်ခင်ဗျာနော်မင်္ဂလာပါခင်ဗျာဖားကန်းကအားပေးနေမှာဟုတ်ကဲ့ပါခင်ဗျာဦးထွန်းလင်းနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ အဲဒါမဲ့တော့ဒီဖက်ကပေါ့နော်ဒီတက်မလို့ဘက်ကလည်းညင်းဆိုထားတာရှိရယ်နော်ညင်းဆိုတာဆိုတာဒီကိစ္စဟာသူတို့ဒီကြောင်တိုက်ခိုက်မှုတွေမရှိရပါဘူးဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အချက်အလက်တွေတည်တည်ကြာကြာထောက်ပြတာတွေတွေ့ရတယ်ဘလို့ပဲဖြစ်ဖြစ်ပါမပြေတော့ခံရရှိပါဗျာနော်အဲစစ်တပ်အနေနဲ့ကလည်းသူကအဓိကလေကြောင်းကိုအဓိကအားကိုးနေရတဲ့အတိုင်းတာမျိုးတွေမှာကြာတော့မပြေတော့ခံရရှိလုခဲ့ဒီစစ်တပ်ဒီလေနဲ့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ဆက်လက်ညင်းပွားနေရမယ့်ကိစ္စမျိုးဖြစ်ပေမဲ့အခုချိန်မှာ အခုချိန်မှာတစ်ဖက်ကပြောထားတဲ့သတင်းတွေရဆိုလို့ရှိရင်တော့အစိမ်မကောင်းစရာပေါ့စစ်တပ်ကတော့သူတို့မလုပ်ပါဘူးသူတို့မလုပ်တဲ့အတွက်ကြောင့်မလို့အဲထောက်ပြထားတာတွေရရှိရောဗျာနော်အလင်းညာအလင်းညာတွေပါလေဘုံကျဲတာမဟုတ်ပါဘူးအေးပေါ့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့လေဒါကတော့ဟိုကျွန်တော်တို့အနေနဲ့ဒီလောလလပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းညီပြမှာမရှိပါဘူးညီပြမှာမရှိတဲ့အတွက်ကြောင့်မလို့တစ်ဖက်ရဲ့သတင်းတွေအားလုံးကိုကျွန်တော်ဖတ်ပါလေဖတ်ပြီးတော့တက်ကနေပြီးတော့ပြန်လည်းခြေပတ်ထားတာတွေအားလုံးလည်းကျွန်တော်တွေ့ပါလေအဘလိုနည်းနဲ့ဖြစ်ဖြစ်ပေါ့ဗျာနော် န်ကလေးတငယ်တွေတေးရတယ်ဒါမျိုးပုံကျဲမှုတွေရှိတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်ဗောနော်ပုံကျဲတာမဟုတ်ပါဘူးဗျာနော်ပုံကျဲတာမဟုတ်ပါဘူးပုံကျဲတာနွေရာသီចောင်းစိမ့်နဲ့បាលុតាလဲအေးဗောနွေရာသီမှာចောင်းစိမ့်နဲ့បាលុតាဆိုတာလဲဒါမင်းမြန်းစရာမေးခွန်းတစ်ခုဖြစ်ပါတယ်နော်လွယ်အိတ်တွေကဘာလို့အကောင့်တိုင်းရှိနေတာလဲဘလို့음ဒါလည်းဟုတ်ပါတယ်ထောက်ပြတာလေးတွေ့ရပါတယ်နော်လွယ်အိတ်တွေအကောင့်တိုင်းရှိနေတာလေးနွေရာသီចောင်း ကျောင်းပိတ်ရမှာကျောင်းတက်နေရတယ်နော်နောက်တစ်ခုသူတို့ဘက်ကနေတက်လာတဲ့ပုံတွေကနော်ဟိုဒီဘက်ကနေပြောပေါ့နော်တက်မလို့ဘက်ကဆက်လက်ပြီးတက်လာတဲ့ပုံတွေရဆိုလို့ရှိရင်စာတင်ကျောင်းတွေမှာလက်ပစ်ပုံတွေဒီကျွန်တော်တို့ဟို PVC ပိုက်တွေနဲ့ဘုံတွေလုပ်နေရတယ်ဒါရက်တွေ့ပါလေအဲ့တော့ဒီကိစ္စကဒါကျွန်တော်တို့ကတစ်ဖက်ရဲ့သတင်းပေါ့နော်ဒီဒီပေါ့တော်လိုင်းအားပေးသူပေါ့နော်စစ်သေးကြအားပေးသူမီဒီယာသတင်းတွေဖတ်ပြီးကျွန်တော်တို့ကြေကွဲရပါတယ်တကယ်လို့ရင်ကွဲရပါတယ်ဒါမှမဟုတ်လက်ဘက်ကပြန်လဲထောက်ပြတာတွေကြည့်တဲ့ခါကျတော့လေထဲသွင်းစဉ်းစားပေးရမယ့်အတိုင်းအတာတွေဖြစ်တယ်ပေါ့နော် တ်သက်ထောက်ထားတွေကလည်းတမိုင်းမှာဖြောက်ဖြောက်လို့မရတော့ဘူးလေကိုမအောင်တော့ဒီအရွေးတိုင်းချင်းနေလည်းပြောပါမယ်နော်ကျွန်တော်ဒီနေ့ live ပြောင်း live ပြောတာပါကျွန်တော်ရုပ်တံပြောတာမဟုတ်ပါဘူးနော်အဲ့တော့ဘလိုပဲဖြစ်ပါအဲ့လိုမျိုးဒီကြောင်တိုက်ခိုက်မှုကအရင်ကလည်းရှိခဲ့တာပဲလေနော်အခုလည်းဒါကရှိမရှိဆိုတာကတော့မပြေသောကံရရှိတက်မလို့အနေနဲ့လည်းဒါအရင်ကနံပါတ်၁ချက်တက်မလို့ဘက်ကလေကြောင်တိုက်ခိုက်မှုကိုပဲအဓိကအားကိုးရတစ်ခုဖြစ်တယ်နောက်တစ်ခုကအမ်မကြာခဏဆိုလို့ဒီတပုံပြတ်မှတ်တွေကိုလေရင်နဲ့ပဲတိုက်တယ်ပေါ့နော်လေရင်နဲ့ အရေးယူပါရရှိတယ်အခုဒီကိစ္စမှာဖြစ်နိုင်မှဖြစ်နိုင်ဆိုတာရာဂိုင်းတော့အဖြစ်တော့50 50ဆိုပေမဲ့မပြေတော့ကံရရှိကျွန်တော်တို့ကစစ်တပ်ပဲတကယ်လုပ်လိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေထိစိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာနော်ဘသူလိန်လဲဆိုတာတဲ့သိတယ်တဲ့နော်သူသူများကိုလိန်လို့မရဘူးတဲ့မိမိကိုစောင်းတတ်တော့လိန်လို့မရပါဘူးနော်သူများကိုလိန်လို့ရရင်ရမယ်မိမိကိုစောင်းတတ်တော့လိန်လို့မရပါဘူးဘသူဒီဘလောက်ပဲစကားအဖြစ်ပြောရလဲပေမဲ့တတ်သေးတွေကြံရှိနေတယ်လေကိုမအောင်ကျွန်တော်ဒီနေ့အတူတူဆွေးနွေးရမယ့်အခြေအနေမျိုးဖြစ်တယ်เนาะကျွန်တော်ကိုယ်တိုင်လည်းဘယ်လောက်ကြီးပဲကျွန်တော်ရဲ့တည်င်းပေါ့เนาะကျွန်တော်ယုံကြည်ချက်နဲ့ ယုံကြည်မှုနဲ့ကျွန်တော်ခန်းစားချက်ကိုပြောလို့ရပါမယ်အချက်အလက်တွေနဲ့အားဖြင့်ကျွန်တော်အခုလိုအောက်ပါပြန်လည်ဆန့်ကျင်လာတာတွေတွေ့တယ်ပြန်လည်ပြီးတော့ပြောပြလိုက်တွေ့တယ်ကမ္ဘာကြီးနော်ပြန်လည်ပြန်ဆန့်ကျင်လာတွေ့ရတဲ့ကြောင့်မို့လို့တော့အဒါညှိခုံနေရမှာတော့အမှန်ပါပဲဘယ်လိုပဲဖြစ်ပေါ့ဆန္ဒကျွန်တော်ပြောသလိုတက်ကတော့လေချောင်းကရေးယူညာရေးများတဲ့အတွက်ကြောင့်မို့မပြေသောခံရရှိလောလောဆယ်အားဖြစ်တော့နော်ယူဆထားလို့ရတယ်ပေါ့တက်ကကျဲသွားတယ်ဆိုပြီးယူချယူဆထားလို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်ပေါ့ဗျာနော်အဲ့လိုပဲကျွန်တော်လည်းပြောတဲ့အတွက်ကြောင့်ပြောနိုင်တယ် တော့ဘယ်လိုဖြစ်ပါဒီနေရာမှာအဓိကကျဲခဲ့သည်ရှိရှိမကျဲခဲ့သည်ရှိရှိပေါ့ဗျာနော်ကျွန်တော်တို့ပြောချင်တာကတော့ဒီဖြစ်ရမှာပြည်သူကကြားထဲကနာကျင်ရတာမှန်ပေမဲ့ကလေးတငယ်တွေကြားထဲကနော်ဘာမှသူတို့သိတာမဟုတ်အနီးဖြစ်ဖို့တော့ကလေးဆိုမွေးလာမှာအစိမ်းဖြစ်ဖို့တော့မွေးလာတာမဟုတ်ဘူးနော်စစ်သွေးကြွဖြစ်ဖို့တော့မွေးလာမွေးလာတာမဟုတ်သလိုနော်ငါတို့ပြောနေသလိုအာဒီပေါ့စစ်တပ်ထောက်ခံဖို့လည်းမွေးလာတာမဟုတ်ဘူးကလေးတွေကမွေးလာတဲ့အဖြစ်လည်းမွေးလာတာဖြစ်တယ်အဲ့တော့ ဒီလိုကလေးတွေထိခိုက်နာကျင်ရတာဆယ်မကောင်းဖြစ်ရတယ်ဒီကိစ္စမှာကျွန်တော်ဘယ်သူ့ကိုပြစ်တင်လဲဆိုတော့ဘယ်သူမှန်လဲလို့ကျွန်တော်ထောက်ပြဘယ်သူမှမမှန်ဘူးလို့ကျွန်တော်ပြောရမှာပါနော်မှားတယ်ဆိုတော့ခါကြတော့လေစစ်ရဲ့သဘောတရားဘယ်သူမှမမှားဘူးလို့ပြောရမှာပါတစ်ဖက်ကဒီစစ်သွေးကြဒီ NUG အုပ်စုကဘာမှားတယ်လဲဆိုတဲ့ခါကြတော့အဲသူတို့ကအစိုးရယူတယ်နော်အစိုးရယူယူနေတဲ့ NUG အုပ်စုနိုင်ငံခြားမှာသူတို့ကသူတို့အစိုးရကြီးရောင်းရောင်းတစ်ခါလဲဟိုနန်းကြဘင်းရင်ရောင်းရောင်းသိရမလားကျွန်တော်တို့ပြီးခိပတ်ခိတာထွက်ခွာလာတော့အိဇိုင်းခင်းမှာကျွန်တော်တို့ဒီပေါ့ထွက်ခွာလာတော့ ျွန်တော်အစိုးရကြီးရောင်းရောင်းမကြခင်မှာအစိုးရရာဒူးတွေတိုက်ရိုက်ယူနိုင်တဲ့အစိုးရကြီးရောင်းရောင်းနဲ့အစိုးရကြီးကစပယ်ရှယ်စပယ်ရှယ်အစိုးရစီးတွေအများကြီးအကုန်ခံပြီးတော့ဖွဲ့ထားတာဖြစ်တယ်အဲ့တော့အစိုးရယူကယူနေတယ်သူတို့အစိုးရယူယူတာကအကြောင်းမဟုတ်ဘူးခုသူတို့အစိုးရယူယူပြီးတော့ဒီစကိုင်းတို့မကွေးတို့မန္တလေးတို့မှာအဲသူတို့ရဲ့အဆောက်အုံတွေစနာဒူးကလည်းရှိလားပေါ့ဒူးကလည်းရှိလားဆိုတဲ့ဒီသမရယူယာယီသမရယူပေါ့ယာယီသမရယူကလည်းအဲသူတို့စကိုင်းမှာရောက်နေပါပြီဇော်ဝေစိုးကွန်ရနဲ့မြန်မာပြည်ပြောင်းနေပါပြီပေါ့နော်အစားတစ်ဖြစ် ီတော်လိုင်းကောင်းဆောင်တွေကဒီလိုပြောင်းရောင်းနေပါပြီဆိုတော့ထောင်ထားခြားနာမှုကိုဘယ်ပုံမှန်နိုင်ငံတွေကမှလက်မခံပါဘူးဥပမာပြခင်ဗျားတို့ဒီကိစ္စမှာဆွတ်ဆွတ်ခုံနေအားလုံးပဲဘယ်ပုံမှန်နိုင်ငံတွေလက်မခံရတယ်မြန်မာနိုင်ငံသူတွေရောလက်ခံတယ်ဘာလို့လဲဆို NUG ဆိုတာကပြည်သူတွေတင်မြောက်ထားခဲ့တဲ့အစိုးရတစ်ခုဖြစ်တာနဲ့ညီမေစုဝရမင်းတို့လွတ်ပေးခဲ့မယ်ဆိုရင်ဒါတွေဖြစ်လာတဲ့အကြောင်းမရှိသေးဘူးဒီလိုမျိုးကိစ္စတွေလည်းကြုံလာကြအောင်မရှိဘူးမင်းတို့စစ်တပ်ကဘယ်လောက်ထိရုံမာကလေးဆိုတာကိုခုမှမဟုတ်ဘူးယင်တဲ့ကသမိုင်းနဲ့စင်လာလည်းရှိပြီးသားပဲဒါဘာပြောကောင်းလီဘာပဲပြော လူအနေထားရဖြစ်ပေးဆက်သူရပေးဆက်သွားသူတော်လန်သူတွေရတယ်တော်လန်ရမယ်နေထားပါပဲပြည့်ရသားတော်လန်မှုလိုပြီးဒီရောင်းကတိုက်ခိုက်တဲ့ကောင်းတွေကိုမိသားစုတွေထိပါအကြောင်းတရားတွေပြေးဖို့လိုပြီးဆိုတော့ဒီနေရာကနေပြီးတော့တော်လန်ညီကိုတွေအားလုံးရောတော်လန်ရေးကိုဥဆောင်နေတဲ့လူရတွေအားလုံးပြည်သူတွေနဲ့တူကြောက်ကြင်ပါတယ်တကိုင်းတချို့ကလည်းကြိုးကျင်နေပါပြီမြေပြင်ပေါ်မှာလည်းအစိမ့်ကြွေကြွေနေတဲ့တည့်ရတည်ပြန့်ကျဲနေသလိုတစ်စိမ့်ချိုးအချိုးခံထားရတဲ့အကိုင်းအခက်တွေလည်းဟိုနားမှာတချို့ဒီနားမှာတချို့တွေ့နေရပါတယ် တခြားအနီးနားကတစ်ပင်၄၅ပင်ကလည်းအရွက်မဲ့နေကြပါပြီ။ကြောင်းခေါင်မူနေရာတချို့ကလည်းဟာလာဟင်းလင်းပွင့်နေပါပြီ။ဒါကတော့အုတ်ထင်းခွင်ကြေးပါအထက်တန်းကျောင်းရဲ့အမြင့်ခွင်မှာအဲ့ဒီကျောင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထူထောင်ဖွင့်လှစ်ပေးထားတဲ့ဂျာကာလပညာရေးအထက်တန်းကျောင်းမှာအဲကျွန်တော်တို့ဒီကျွန်တော်ဦးလင်းလွင်ရာဒီစာသင်ကျောင်းကိုစာသင်နေတဲ့အချိန်မှာကျွန်တော်ပေါင်150ပုံဒီနှလုံးနဲ့အဲတိုက်တိုက်ခိုက်ခဲ့တာပေါ့အဲ့တော့အဲ့နမှာတက်ဒီဒီဒေါ်လာကြီးတက်ဒီတက်ဆွဲတာလည်းမရှိဘူးစာသင်ကျောင်းအနီးနားမှာပဲပရမမှာပဲပေါ့ အဲအဲ့ရွာထဲမှာရောပေါ့နော်ဒီတော်လိုက်တက်တီရောလက်နက်ကိုင်တက်တီရောတက်ဆက်ထားတာမရှိဘူးအဲ့ဒီပြီးသူအခြေပြုစာသင်ကျောင်းကိုပဲ UTP တိုက်ခိုက်သွားလို့ယုံကြည်ရတယ်ပေါ့တိုက်ခိုက်သွားတဲ့ဟာမှလည်းအဲတော်တော်လေးတိတိကျကျကိုတိုက်ခိုက်သွားတဲ့ပုံစံမျိုးဖြစ်တာပေါ့အဲ့မှာကျွန်တော်တို့ခိုက်တိုက်ခိုက်မှုမှာကျွန်တော်တို့ဒီကျောင်းဆရာမနှစ်ဦးပေါ့နော်ကျောင်းဆရာမနှစ်ဦးရဲ့ကျောင်းသားကျောင်းသူစုစုပေါင်းအယောက်20စုစုပေါင်း22ဦး22ဦးအသေးဆုံးခဲ့ပါတယ်နောက်ပြီးတော့တရားဆရာမနှစ်ဦးနဲ့ကျောင်းသားကျောင်းသူ20ဦးဗျအဲအသေးဆုံးခဲ့ပြီးတော့အခုကျွန်တော်တို့တရားရကအခု အအခုရရတော့လိုက်ပြီးစီစဉ်နေတဲ့အထက်မှာတော့ဒဏ်ရာရကကျွန်တော်တို့အခု50 50ကျော်လောက်တော့ရှိပြီလား။ကောင်းကင်မှာလေရင်ဝဲလာရင်ကိုပဲပြည်သူလူထုကစိုးရိမ်ထိတ်လန့်နေကြပါတယ်။စစ်ကောင်စီဟာငလျင်ဘေးကဘေးကြီးကြောင့်ဒီတလာလုံးအပြစ်ခတ်ရက်ဆဲမယ်လို့ကြေညာထားပါတယ်။အခုတော့တိုက်ပွဲမရှိတဲ့နေရာမှာအသလွတ်လာပြီးတော့ဘုံကျဲသွားပါတယ်။အဲ့ဒီကမှာတော်လန်ရေးတက်တွေစခန်းချထားတာမရှိတယ်လို့ရွာအနီးနားမှာတော်လန်ရေးစခန်းအထိုင်ချအနေအယူထားတာမျိုးလည်းမရှိဘူးလို့ဆိုကြပါတယ်။ 9နာရီခွဲချော်ချော်ပေါ့9နာရီ40ဝန်းကျင်မှာဟုတ်မနေ့မနေ့9နာရီ40ဝန်းကျင်အဲကျွန်တော်တို့အဲ့ခုနဂျက်ဖိုက်တာတက်လာပြီကျွန်တော်တို့တပင်းဒီဘက်ကျွန်တော်တို့ဒီဘက်မှာတော့ဂျက်ဖိုက်တာတက်လာပြီဆိုတော့လေစကားပြောစမ်းနဲ့ဒီဖြန့်ဝေတဲ့သတင်းဖြန့်ဝေတဲ့စနစ်ရှိရပေါ့ဗျာဂျက်ဖိုက်တာတက်လာပြီကျွန်တော်တို့ဒီအရာတော်တို့မုံရအရာတော်တို့ဘာလို့ကြိုးလာပြီဆိုကြတဲ့ကနကုတ်ဘက်နယ်ထဲမှာတော့အကုန်လုံးသတိရှိပြီးတော့ပြင်ဟိုသတိရှိကြရတာပေါ့သို့တော့သတိရှိကြရတယ်ဆိုတဲ့ဘိုင်းက ဒီကာကွယ်ရေးအဖွဲ့တွေလည်းနဲ့ကိုင်အဖွဲ့တွေကသိရှိကြတာပေါ့ဗျာကျွန်တော်ចောင်းသားတွေပြည်သူတွေရတော့အဲ့လောက်ကြီးအဲဘယ်သိပါမလဲအဲ့လိုနေသားမဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကလည်းဒီအဖွဲ့သီးတစ်ခုခုရဲ့နေရာတစ်ခုကိုမြင်ပြခတ်မှုဖြစ်တယ်လို့ပဲကျွန်တော်တို့ကထင်ခဲ့တာပေါ့အဲ့လေးလာပြီးတော့နှောက်၃ခေါက်လောက်သူခေါင်းပေါ်မှာဝဲပြီးတော့ပြစ်ခတ်လိုက်တာပေါ့ဒီကဒီဗီဒီယိုလေးရပြောဆိုချက်ရဆိုရင်တော့တော်လိုင်းကြီးတရီအနေနဲ့ကအမြဲတမ်းသတိရှိနေတဲ့အနေထားမှာရှိပါတယ်။တစ်ဖက်ကနေပြီးလေရင်တက်လာပြီးဆိုရင်ဘလိုလှမ်းပြီးတော့ကြောင်းကြတဲ့တစင်နစ်စင်ကြောင်းကြတဲ့ပုံစံနဲ့တွားနေရဖြစ်ပြီးတော့တော်လိုင်းကြီးတရီအနေနဲ့တကယ်ကိုပဲ ဒီเจ้าရံကိုကာကွယ်ဖို့တဲ့သူတို့မှသတိရှိတယ်ဆိုပေမဲ့ဘုံမကိုဘာမှမသိရပြီသူနေတဲ့ကောသတိရှိစရာအကြောင်းမရှိပါဘူးဒါတော့လေအဲ့လိုစဉ်းစားမှဖြစ်ပါတယ်ဒါကြောင့်အားလုံးလည်းသတိရှိရှိနဲ့နေဖို့နေထားတကူရောက်ရှိနေပါပြီတော်လိုင်းချင်းနေနဲ့လက်ရှိချိန်မှာကတော့အခုဖြစ်လာပြီဆိုလို့ဒီမျိုးအဖွဲ့စည်းတွေကိုပြီသူတွေကိုကူညီနိုင်ဖို့ဆိုတာကတော့တော်တော်ခက်ခဲတဲ့နေထားတကူမှရှိတာဟာလက်ရှိမှာကြုံတွေ့နေရတဲ့နေထားတကူပါပဲအချိန်မှာကျွန်တော်တို့ကတော့ခဏခဏပြောလို့ပဲကာကွယ်ရေးအဖွဲ့စည်းတကူကရဲ့နေရာတို့ဘာလို့ကိုဖြစ်ခဲ့တယ်လို့ပဲထင်လိုက်တာ အဲ့တော့ကျွန်တော်တို့ကြားလိုက်တဲ့အချိန်မှာအဲတခါလေတခါလေပဲနှလုံးသက်တိုက်တခါလေပြစ်ချသွားတယ်ပြစ်ချသွားတယ်ကျွန်တော်တို့ကကြားလိုက်တဲ့အချိန်မှာဒါကတော့ဘယ်တခုခုပြစ်တာလို့အောင်းမိတာပေါ့အဲ့တော့နောက်ပြီးတော့ကျွန်တော်တို့လေးပြန်သွားတဲ့အချိန်မှာကျွန်တော်တို့လက်ပတ်ပြီးတော့စုံစမ်းတဲ့အခါကျတော့အဲ့ဒီကဥရင်းနီးမော်တွေကစာတင်ကြောင်းကိုပြစ်ခတ်သွားတယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်ဟောတီးတော့ကျွန်တော်တို့လည်းအဲချက်ချင်းအဲ့အင်းနီးနားမှာရှိနေတဲ့ကျွန်တော်တို့ဟိုဒီဒီဒီလိုမျိုးကုညီကစေးတွေလုပ်နေတဲ့ စီးဖွဲ့လေးတကူကျွန်တော်ကလန့်ပြီးတော့ဆက်သွဲပြီးတော့ဟိုသွားဖို့ပြောလိုက်တာပေါ့အဲ့တော့သွားတော့သူတို့ကသွားကြတဲ့အချိန်မှာကျွန်တော်စီကိုချက်ချင်းဟိုဆက်သွဲလာတယ်အဲဒီမှာကလေးတွေရှိနေတဲ့ကြောင်းလေးကိုပြစ်သွားတာပေါ့နော်ကလေးတွေရှိနေတဲ့ကြောင်းလေးကိုပြစ်သွားတာအဲအတူတွေရောပြက်သွားတယ်ရောအများကြီးပဲရှိတယ်ဆိုပြီးဆက်သွဲရဲ့အပွဲကသာဒီစီးဖွဲ့ကသာတော်တော်လေးတွေးပြက်တဲ့ကုန်းနဲ့ကျွန်တော်စီဆက်သွဲလာပြီးတော့ကျွန်တော်တို့လည်းအဲအခြားမှာရှိနေတဲ့စီးခွေတွေကိုကူညီချိန်ဆက်တော့ပြီးတော့ ဒီဟိုရပေါ်ရှင်ဒီပိုင်းစနေပြင်ခိုင်းအနည်းအားမရှိသေးပါလေလက်ပံပူညီတောင်းပြီးတော့အဲ့လိုမျိုးသွားခိုင်းတာပေါ့နော်သွားခိုင်းပြီးတော့ကျွန်တော်နောက်ကအဲချက်ချင်းကျွန်တော်လည်းထွက်သွားလိုက်တယ်တော်လိုင်းရေးအဖွဲ့တခုခုကိုပြစ်မှတ်ထားတိုက်ခိုက်တာမျိုး လုပ်လိုက်မယ်လို့ထင်တဲ့အတွက်တော်လိုင်းရေးအဖွဲ့တွေကသတိထားနေခဲ့ကြပါတယ်ဒါပေမဲ့တိုက်လေရင်ဟာရွာရဲ့အလဲစာတင်ကြောင်းပေါ်တက်တက်ကိုပုံကျဲသွားပါတယ်စစ်ကောင်စီအာဏာသိမ်းလို့ပြည်တွင်းစစ်ကြီးဖြစ်ပွားလာပါတယ်ပြည်တွင်းစစ်ဖြစ်တော့ ပုံမှန်ပညာသင်ကြားရေးစနစ်ပျက်စီးသွားပါတယ်။ဆရာဆရာမတွေထဲမှာလည်း CTM ကတချို့ non CTM ကတချို့ဆိုတာဖြစ်ကုန်ပါတယ်။အများပြည်သူကတော့ကိုသားသမီးကိုစာမတက်ပေမတက်မဖြစ်စေချင်တော့ရတဲ့ပညာရေးနဲ့ပဲဆက်တင်ကြရပါတယ်။အဲ့ဒါလိုရရပညာရေးကိုလိစရာပညာရေးနဲ့ခီးဆက်ပြန်တော့လေ energy ဖွင့်လှစ်ထားတဲ့စာသင်ကျောင်းမို့လို့ဆိုပြီးတော့ပြစ်မှတ်ထားပြီးတော့လေရင်နဲ့ပုံကျတာကိုခံရပြန်ပါတယ်။စာသင်ကျောင်းရှင်ပါမိဘတွေဟာကိုသားသမီးကိုအမောတကောရှာဖွေကြပါတယ်။သားသမီးအလောင်းကိုပဲ ပြန်တွေ့ရတဲ့သူတွေလည်းရှိတယ်လို့ဒဏ်ရာဘလဘွားနဲ့တွေ့လိုက်ကြရတဲ့သူတွေလည်းရှိပါတယ်။သာသမီကိုအကောင့်အတိုင်းပြန်တွေ့ရသူတချို့ရှိပေမဲ့သူတို့လည်းဘလို့မှပျော်နိုင်ကြပါမလဲဗျာ။သူတို့ဘေးအနီးနားမှာငိုတန်း၊ရိုတန်း၊အော့ခေါ်တန်း၊ရှာပွေတန်းတွေစုညံနေပြီးတော့မိခိုးတွေဖုံမှုတွေကလည်းလေတူထဲမှာမွန်တက်နေစေဖြစ်လို့မျက်မြင်ကိုတွေ့ကြုံတွေ့ခဲ့ရသူတယောက်ကနေပြီးတော့စိတ်ညစ်ညူးပဲအဲ့ဒီအခြေအနေကိုပြန်ပြီးတော့ကြတော့ပြုတ်ပြပါတယ် အစိုးဆုံးသူတွေကတော့သားသမီးကိုအရှင်လဲမတွေ့အသေးလဲမတွေ့ရတော့တို့ခြေထောက်အပြက်ကလေးတွေလက်အပြက်ကလေးတွေဝတ်သွားတဲ့အင်ကြီးလေးတွေကိုလိုက်ရှာပြီးတော့ဆက်ဆက်နေရရှာတဲ့မိဘတွေပါအဲကျွန်တော်တွေ့ခဲ့တဲ့မိသားစုတစ်ခုဆိုရင်ကလေးနှစ်ယောက်ပေါ့နော်။တတိမောင်နှမနှစ်ယောက်စလုံးလုံးဝဟိုတက်ဆုံးသွားတဲ့ဘုံတော်ဖြစ်သွားတော့မအေးဖြစ်သူရောဖေးဖြစ်သူရောဘာလို့လဲလဲယူမတက်တော့တော်တော်လေးဖြစ်တာပေါ့။စစ်ကောင်စီအလိုတော်ကြီးတွေကတော့အခုထိ မဟုတ်ပါဘူးလို့အကြောက်ကံညှဉ်းဆန်နေကြတော့မှတချို့ကကလေးတွေသေးတယ်ဆိုတာမဟုတ်ဘူးဆိုပြီးတော့ညှင်းပါတယ်တချို့ကလေရင်နဲ့ဘုံကျဲတယ်ဆိုတာမဟုတ်ဘူးဆိုပြီးတော့ပြင်းပြထန်ထန်ညှဉ်းဆန်နေကြပါတယ်ဒါပေမဲ့ဘိုလ်ချုပ်စော်မင်းထွန်းတော်မငြင်းရဲတော့အောင်တက်တဲ့အထောက်ထားတွေကအမြောက်များနဲ့ခိုင်ခိုင်မာမာရှိနေပြပါပြီအဲ့ဒီကြောင့်ကလူငယ်လေးတွေကိုဆယ်မဒေါ်ရတီအောင်ကအဲ့ဒီစာတင်ကြောင်းနဲ့မှာပဲမင်းမြတ်ထားတဲ့ဗီဒီယိုတက်တဲ့လည်းရှိပါတယ်တို့အဲ့ဒါဖြစ်တော့ဘာတင်တဲ့အချိန်ရောပထဝီတင်တဲ့အချိန် ပထမတစ်ချိန်ဝဲတော့ငါသားတို့တတိထားမိလားအရင်တိုင်းလိုပဲဖြစ်နေပါဘာလို့လဲဟုတ်ဩကျက်လာလို့ဖြစ်နေဩသားတို့တန်းနေရောတည်သွားတယ်လူရှိလားရှိတာတရားရှိတယ်ဘယ်နားမှထိုင်တာတော့ तू ကရှေ့တန်းကုန်ရှည်တန်းခုံမှာထိုင်တာမင်းကလေးလာယောက်ျားလေးလာယောက်ျားလေးတည်သွားတာဩ तू ကရှည်ဆုံးမှာထိုင်တာပေါ့နော်တည်သွားတယ်တားလို့တငယ်ချင်းအသက်ဘယ်လောက်ရှိပြီလဲ၁၀ခွန်လောက် ဆက်ခုလောက်တော့ရှိမနာမည်ကဘယ်လိုခေါ်ရလဲနာမည်ကမျက်လုံးမောင်မျက်လုံးမောင်ဟုတ်တယ်နော်အန်တီလည်းတွေ့တယ်အရှိမသွေးခွက်ကြီးတွေ့ပါတယ်အခုဆုံးအဲ့ဒီနေရာကိုရောက်လာနိုင်တဲ့စိတ်တက်ဖွဲ့ကလည်းလူလေးယောက်ပဲရှိပါတယ်လူနာနဲ့လက်မလဲနိုင်တော့အောင်ဇောချွေးပြန်အောင်အလုပ်လုပ်ခဲ့ကြရပါတယ်ကျွန်တော်ရောက်တဲ့အချိန်မှာကတော့အဲ့ဒီမစိဖွဲ့ကကြောက်လာတဲ့လူနာတွေရန်အုံနေပြီလူနာတွေအများဆုံးအများကြီးပဲဟိုစိဖွဲ့ရဲ့ချက်ချင်းယာယီတဲလေးတစ်ခုလုပ်ပြီးတော့ အယာယီနေရာလေးတစ်ခုလုပ်ပြီးတော့အဲ့နယ်လေးမှာစီးကူနေတာပေါ့အဲ့မဲ့လူနာတွေအများကြီးပဲဟိုចောင်းသားတွေဖြူစင်းနေတဲ့ចောင်းသားတွေသူတို့ရဲ့အမိပါတွေဘောနောအစီဖွဲ့ကလည်းသူတို့ရောက်နေတော့ရောက်ဆက်ဆာချင်းရောက်ချင်းမှာဘောနောသူ၄ယောက်ပဲရှိတယ်၄ယောက်ပဲရှိတဲ့အချိန်မှာသူတို့နားမှာဟိုဟိုကလေးလူနာပေါင်းအယောက်အ30ဝန်းကျင်လောက်ရှိတယ်ပြော30လောက်ရှိနေတယ်အဲ့ဒါသူတို့ဟိုအစင်လိုက်စင်လိုက်ခွဲပြီးတော့ရေးကြီးလူနာတွေကိုရင်ခုရေးမကြီးတဲ့လူနာတွေကိုဟိုခဏဖိတ်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ အခုပြီးတော့အချက်ချင်းတခြားဘက်တွေရောက်လာတဲ့အကူအညီပေးဖို့ရောက်လာတဲ့ကားတွေနဲ့တင်ပြီးတော့ကုသမှုရနိုင်တဲ့နေရာတွေရှိအဲလွှဲပြောင်းပေးဖို့ရတာပေါ့တရွာလုံးလေးလုံးဝအချိန်မှတော့ဟိုတရွာလုံးမှာပဲတရွာလုံးဆိုတော့နှစ်ရွာလုံးလို့ပြောလို့ရတယ်ဦးရင်းတွင်းကတောင်ရွာနဲ့မြောက်ရွာဆိုပြီးနှစ်ခုရှိအဲနှစ်ရွာလုံးမှာဟိုလုံးဝဟိုငိုတန်းတွေအဆူညံနေတဲ့အနေအထားမျိုးတွေနဲ့ရှိခဲ့ကြတာပေါ့ကလေးတွေဆိုရင်လည်းသွေးပြက်တဲ့သွေးတွေပါပြက်နေကြတယ်ကြောင်ပြီးတော့အတချို့လူနာကလေးတွေဆိုရင်မိဘတွေကတောတွေတောင်တွေတဲသွားနေရတဲ့အခါကျတော့အဲတချို့ကလေးတွေဆိုရင်သူတို့ရဲ့ ဟိုဟာတွေမိသားစုတွေဘာတွေကရှိမနေဘူးပေါ့နော်မိသားစုတချို့ကတော့တိုက်မှာပဲနေကြပါတယ်မကြခင်ကမိုးလေးတစ်ပြိုင်တစ်ပြိုင်ကျထားပြီးတော့မြေအစိုးတက်ကလေးရထားတော့မြေပဲအချိန်မီဆက်နေအောင်တော့ထဲမှာပဲစကန်းချပြီးတော့တဲထိုးပြီးတော့အချိန်မီအောင်ထွန်းကြရက်ကြရပါတယ်တော့ထဲမှာအဲ့လိုယာယီစောက်ထားတဲ့တဲတွေကိုတော့တိုက်လို့အညာဒေတာမှာခေါ်ကြပါတယ်တချို့နေရာတွေမှာတောင်ရဲလို့ခေါ်ကြတာမျိုးနဲ့အတူတူပါပဲအဲ့လိုကာလာမျိုးမှာ မိဘတွေကစိုက်ပျိုးရေးအတွက်ယုံကံနေကြရတဲ့အခါမှာတာသမီတွေကိုတော့ပညာရေးမလစ်ဟင်းစေချင်လို့ရွာတွေကဆွေမျိုးနီးနားတွေစီမှာထားခဲ့ကြပါတယ်။အဲဒါကြောင့်ကယ်ဆယ်ရေးတွေရောက်လာတဲ့အချိန်မှာမိဘနဲ့တာသမီမစုံနိုင်ကြတဲ့ပဲနဲ့မျက်စိတငယ်နားတငယ်ဖြစ်နေရှာတဲ့ကလေးတွေလည်းရှိနေပါသေးတယ်။မိဘကိုမတွေ့တဲ့တာသမီတွေနဲ့တာသမီကိုမတွေ့ရတဲ့မိဘတွေရဲ့အော်ဟစ်ငိုရိုးစမ်းတွေဟာအုံအုံကြွကြွဆူညံနေပါတယ်။ဓာတ်ပုံတွေရော ငိုကြယူကြတဲ့ဗီဒီယိုတွေရောကုညီကယ်ဆယ်သူတွေရောအလောင်းပုံတွေရောတက်တဲ့အထောက်အထားအများအပြားရှိတယ်လို့ဒီကိစ္စကို ပြောပြနိုင်တဲ့မျက်မြင်သက်တဲ့လူသက်တဲ့ယာနဲ့ချီပြီးတော့ရှိနေတာတောင်မှစစ်တပ် lobby တွေကမျိုးလုံးစုံမိတ်ပြီးတော့ညှင်းနေကြပါတယ်။ကလေးအလောင်းပုံမှာသွေးသိမ့်မမြင်ရဘူးလို့သွေးကအစ်စ်မဟုတ်ဘူးလို့ပြောကြဆိုကြတာတွေရှိတယ်လို့လက်လုံးပုံကွဲလို့ကိုလနက်နဲ့ကိုပြန်ပြီးတော့ခန်းရတာပါလို့ဇွတ်အတင်းညှင်းတဲ့သူကလည်းညှင်းကြပါသေးတယ် ဲ့လေရင်အဲ့နေရာကိုရောက်သွားတယ်ဆိုတာမျက်မြင်သက်သေတယ်တကယ်တော့အများကြီးရှိပါတယ်။ရဲရွာလည်းမကတာလားဒါလည်းလီနေဝဲတယ်ဆိုတော့ကဒါနဲ့ဝင်ကုတာလည်းမဟုတ်တဲ့တူလီနေတဲ့ကျောင်းကိတာလည်းမဟုတ်ဘူး။အားလုံးတိရတယ်တည်ထားပါ။ဘလို့မှညင်းလို့မရပါဘူး။သူတို့မဟုတ်တာကလို့တာသူတို့ဖုံးကွယ်ခြင်းလို့ဟိုဆင်းရဲဟိုပါပေါ့။စင်တီကိုစိတ်တည်နေပုံနဲ့လုပ်ရပါပဲ။ဒါကညာလို့မရပါဘူး။ဒါတမင်သက်သက်ပြီးတော့ဒါကကျောင်းသားတွေပဲရှိနေတဲ့နေရာကိုတမင်သက်သက်ဥတီတိုက်ခိုက်တဲ့အကျံဖက်လို့ရတက်တက်ပါပဲ။သူတို့ရည်ရွယ်ချက်က အဲဒီလိုចောင်းသားတွေဓမင်းသက်သက်သေးသေးချင်းလို့တိုက်ခိုက်တယ်ဆိုလဲအဲသူတို့ယူရချက်တော့အောင်မြင်သွားတယ်ပေါ့တကယ်ပဲចောင်းသားတွေအများကြီးစိုးချုံခဲ့ပါတယ်လူငယ်တွေကလေးတွေပါဘာပြည့်မှမရှိဘာမှမသိကြတယ်စာပဲတင်နေကြတယ်ဟာဖြူစိမ့်လေးတွေနဲ့အားလုံးမြင်းမြင်းသက်သက်၃ယောက်ကိုကျွန်တော်မင်းမြန်စုံစမ်းပြီးတော့အခုဒီသတင်းကိုတင်ပြနေတာပါနှစ်ယောက်ကအတန်အသုံးပြုခွင့်မပေးတဲ့အတွက်ကြောင့်အချက်လက်တွေကိုပဲမင်းမြန်စူးစီးပြီးတော့ကျွန်တော်ကပဲပြန်ပြီးတော့ပြောထားပါတယ်။ကြောင်းမော်ကို ဘုံနှလုံးစလုံးတက်တက်မတ်မတ်ကြတာဟာမတော်တဆမဟုတ်ဘဲနဲ့တမင်ကိုတိတိချာချာပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာလို့မျက်မြင်သက်သက်အားလုံးကယုံကြည်ယူဆကြပါတယ်။အဲကျွန်တော်ဒီဘက်ပိုင်းမှာဂျုံသားလောက်လေရင်ပြစ်ခတ်မှုတွေကတခါမှပြစ်မှတ်လွဲချော်တယ်ဟိုအရင်တော့ကမှအစောပိုင်းကာလတွေတုန်းကဆိုရင်ဒီနေရာကိုပြင်ရင်ဟိုဘက်မီတာ90လောက်ကိုကျတယ်မီတာ100ကိုကျတယ်လို့ရှိသေးတယ်ဒီနောက်ပိုင်းမှာမြင်ရတဲ့ပြစ်ခတ်မှုတွေတော့ဟိုပြစ်မှတ်လွဲချော်ပြီးတော့ကျတယ်ဆိုတာကျွန်တော်ကတော့အိတ်မကြဘူးတော့ဘောနော် အဲခုမှန်တဲ့နေရာကလည်းစာတင်ကြောင်းကမှစာတင်ကြောင်းတက်တက်ဖြစ်တဲ့အတွက်ဒါကတော့ဟိုရည်ရွယ်ချက်ရှိရှိကိုပဲဒီစာတင်ကြောင်းကိုတိုက်ခိုက်တာဒီကလေးတွေကိုပဲ UTP တိုက်ခိုက်တယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းဟိုသိတာပါတယ်ဒါရှင်းဟိုညာလို့မရဘူးဖုံးကွယ်လို့မရပါဘူးဒီနေ့တနေ့ထဲမှာပဲကံကောမြို့နယ်လဲမကြေးရွာမှာလဲပက္ခပစကန်ကိုဝင်စီးပြီးတော့ကလေးငယ်ចောင်းသား၄ယောက်နဲ့ပက္ခပ9ယောက်ကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်သွားပါတယ်ချောင်းဦးမြို့နယ်ကမှန်ချိုရွာကိုလဲအိုရင်းခွင်းနဲ့ တပြိုင်နက်ထဲလောက်မှာပဲဘုံကျဲတက်ခိုက်သွားလို့အမျိုးသမီးနှစ်ယောက်တိစုံသွားခဲ့ပါတယ်။ဒါအပြင်ပလောင်ဒေသမှာလည်းလေကြောင်းနဲ့တိုက်ခိုက်လို့တိစုံတာတွေဒီနေ့မှာပဲဖြစ်ခဲ့ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်ရက်သားတွေကိုတိုက်ခိုက်တာခလင်းငယ်တွေကိုတပ်ဖြတ်တာတွေဟာမတော်တဆအဖြစ်ပြက်တွေမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။မတော်တဆလို့ပြောမယ်ဆိုလို့ရှိရင်လည်းတနေ့တည်းမှာလည်းလေးကလောက်မတော်တဆဖြစ်နေတယ်ဆိုတော့လူကြီးကြီးဖြစ်နေပါလိမ့်။စစ်ကောင်စီဟာ မြေပြင်မှာတက်တက်ချင်းမရှိနိုင်တော့တဲ့အတွက်ကြောင့်လေချောင်းကနေပြီးတော့ဘုံကျဲတဲ့ဤကိုပဲသူတို့ရဲ့အဓိကတိုက်ခိုက်ဤအဖြစ်နဲ့အသုံးပြုလာပါတယ်လေချောင်းကနေတိုက်ခိုက်တဲ့အခါမှာလဲအရက်သားနဲ့တော်လိုင်းရဲသမားမခွဲခြားပဲနဲ့အကုန်သိမ့်ကျုံပြီးတော့ဘုံကျဲတိုက်ခိုက်တဲ့ဤကိုအစပိုင်းမှာအစောပိုင်းမှာတော့သုံးပါတယ်အခုတော့အကုန်သိမ့်ကျုံပြီးတော့ရောနောတိုက်ခိုက်တာတော့မဟုတ်တော့ပါဘူးအခုနောက်ပိုင်းမှာအရက်သားပြစ်မှတ်တွေကိုပဲတမင်ရွေချက်ရှိရှိနဲ့ကိုတိုက်ခိုက်လာပါတယ်ဘာကြောင့်အဲ့ဒါလို့ရတားပြစ်မှတ်ကိုရွေချက်ရှိရှိနဲ့တိုက်ခတ်တယ်လဲဆိုတော့ အဲ့ဒီတမန်အယက်သားတွေကိုပါရန်သူလို့သဘောထားတာလို့ဖြစ်ပါတယ်တော်လိုင်းသမားတွေကိုစစ်ကောင်စီကသူတို့ရန်သူလို့သဘောထားပါတယ်ဒါပေမဲ့ဒေသခံပြည်သူတွေကတော်လိုင်းသမားတွေကိုထောက်ခံနေပါတယ်အဲ့လိုထောက်ခံနေတဲ့အတွက်သူတို့ရန်သူကိုထောက်ခံအားပေးတဲ့သူဟာသူတို့ရဲ့ရန်သူလို့ပဲသတ်မှတ်လိုက်ကြပါတယ်စစ်ကောင်စီကပြည်သူကိုတိုက်ခိုက်နေတယ်လို့ကျွန်တော်တို့ကပြောနေပေမဲ့သူတို့သဘောထားကတော့ရန်သူကိုတိုက်ခိုက်တာပဲလို့သာသဘောထားနေတာဖြစ်ပါတယ် ဒီသဘောထားကိုစစ်ကောင်စီကဗစက်ကနေလဲထုတ်ပြောခဲ့ပြီးပါပြီ။ပိုကန်တို့ TNL တို့နဲ့ဆွေးနွေးပွဲတွေလုပ်ကြတဲ့အခါမှာမြို့တွေကနေပြီးတော့ပြန်ဆုတ်မပေးလို့ရှိရင်မင်းတို့ပြည်သူတွေကိုအများပြားတေအောင်ငါတို့ကလေရင်နဲ့လာပြီးတော့ဘုံကျဲပြစ်လို့ရတယ်လို့စစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က hiking ဆွေးနွေးပွဲမှာပြောခဲ့ကြောင်း TNL ဒုတိယစစ်ဦးစီးချုပ်တာဖုံးကျော်ကပြန်လည်ပြီးတော့ထုတ်ဖော်ပြောကြားထားခဲ့မှုပါတယ်။အခုလိုကလင်းငယ်တွေကိုတိုက်လို့သူတို့ဘာများအကျိုးရှိမှာလဲလို့လူအများပြားက မေကွန်းထုတ်ချင်ကြပါလိမ့်မယ်သူတို့မှာတော့ရည်ရွယ်ချက်ရှိပြီးသားပါတော်လိုင်းရေးသမားတွေရဲ့တာသမီတွေတော်လိုင်းရေးထောက်ခံတဲ့ပြည်သူတွေရဲ့တာသမီတွေကိုတတ်ဖြတ်ပြခြင်းအဖြစ်ပြည်သူတွေကြောက်လန့်သွားအောင်တော်လိုင်းရေးသမားတွေစိတ်ထိခိုက်အောင်လုပ်တာပါဒါမျိုးတွေများများလုပ်ပြလို့ရှိရင်တော်လိုင်းရေးသမားတွေစိတ်သက်ကျသွားလိမ့်မယ်လို့သူတို့ကမျှော်လင့်နေတာပါအခုအိုတိုင်းကွဲမှာကလေးငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာဆရာဆိုမှုပါအလွန်ကြီးလေးတဲ့ဆရာဆိုမှုကြီးပါအခုတိုက်ခိုက်မှုဟာပစည်းကြီးတိုက်ခိုက်မှုနဲ့ထပ်တူနေပါလို့ပြတ်ထန်ပါတယ် ်လက်ရက်ကုန်းစာတင်ချောင်းကိုတက်ခိုက်မှုလို့ပဲအင်မတန်ရိုက်ဆိုင်ရုံပါပါတယ်။အိုးထရိန်ကွင်းတက်ခိုက်မှုဟာဗစီကြီးနဲ့လက်ရက်ကုန်းကိုပေါက်ထားသလိုပါပဲ။ဒုတိယဗစီကြီးဒုတိယလက်ရက်ကုန်းလို့ပြောရမှာမပါဘူး။မိုးကောင်းကင်ဘုံကနေပြီးတော့ကလေးလေးတွေကိုထေတံပေးသွားတဲ့လေတက်ကစစ်ဖို့နေ။နေပြီးတော့အိမ်ကြီးအိမ်ကောင်းတွေမှာထိုင်ပြီးတော့ကလေးငယ်တွေကိုထေတံပေးနေတဲ့ဘိုးချုပ်ကြီးတွေအနေနဲ့အဲ့ဒါလိုအလားတူကံကြမ္မာမျိုးဟာ တနေ့နေ့တချင်ချင်းမှာသူတို့စီတပတ်ပြန်ရောက်လာနိုင်တယ်ဆိုတာမျိုးသူတို့တာသမီမြင့်မြင့်တွေအပေါ်မှာကြားရောက်လာနိုင်တယ်ဆိုတာမျိုးကိုတွေးမှတွေးဘူးကြားရလားမဆိုတတ်ပါဘူးခင်ဗျာ